အာကျွန်တော်ကိုအပြောနေကြသူ့ဘက်ကပါ ကိုဘက်ကပါကျွန်တော်ဘယ်ဘက်ကမှမဟုတ်ပါဘူး။နော်အစိမ်းကဒီနေ့မင်းကင်းဥမောင်မြင်ပေါ့ဗျာနော်မင်းကင်းမောင်အဲကျွန်တော်ကျွန်တော်မင်းကင်းမသူလားသူများတို့သိလိမ့်မယ်နော်။အဲသူကလည်းပြောအစားကိုမမောင်ဟာအကိုဘက်ကပါပေါ့။အခုအခုအသွင်းဇာအသွင်းယူထားလိုက်ပေါ့အခု အာဟိုဘက်ကပေါ့ဗျာနော်အဲ့လိုမျိုးပြောရတယ်သူကစိတ်တော့မကောင်းမကြားတာကျွန်တော်ဘယ်ဘက်ကမှမဟုတ်ပါဘူးကျွန်တော်နိုင်ငံတော်ဘက်ကပါနော်ကျွန်တော်ပြည်သူဘက်ကပါ ကျွန်တော်တပ်မတော်ဘက်ကပါကျွန်တော်အမှန်တရားဘက်ကပါနော်တရားမြတ်တမှုဖြစ်ဖို့ကျွန်တော်ယက်တီသွားလာနေတာချစ်တဲ့တချို့မလို့ဘယ်သူဘက်ဘယ်သူဘက်ဆိုတော့ကျွန်တော်မှာလုံးဝလုံးဝမရှိဘူးအမှန်ပါခင်ဗျာနော်အခုလက်ရှိကျွန်တော်ရဲ့နိုင်ငံကြီးရည်ရည်ပြောဆိုမှုတွေကဟိုတုန်းကတော့အစုအဖွဲ့နိုင်ငံကြီးကိုကျွန်တော်ပြောဆိုတာဒါမှန်တယ် ဒါပေမဲ့အခုကျွန်တော်အဲ့နိုင်ငံရေးဟာစုဖွဲ့ကိုကျော်လွန်ပြီးတော့နိုင်ငံရဲ့နိုင်ငံရေးဖြစ်သွားပါပြီအဲ့တော့နိုင်ငံတော်မှာအချိုးမပြေတဲ့ပုံစံနဲ့အလုံးရှိရှိရသူမှလည်းဘယ်ဖွဲ့စည်းဘယ်ပုံကူကမှညတာပြီးပြောနေမှာမဟုတ်ဘူးကျွန်တော်ရဲ့နိုင်ငံရေးကကျွန်တော်ဆက်လက်ပြီးပြောဆိုသွားမှာဖြစ်တယ်နော်မင်္ဂလာပါခင်ဗျမှန်ကန်တဲ့တက်မလို့ဘက်ကပါအဲ့ဒါနိုင်ငံမှာအဲ့တော့ဖေဖေချန်ကမှမဟုတ်ပါဘူးလို့နော် အဲတခုတော့ရှိတာပါဗျာခင်ဗျားတို့အမှန်တရားဆိုတာမပြောရတဲ့နိုင်ငံမှာအမှန်တရားစိတ်သုံးနေတဲ့နိုင်ငံမှာအမှန်တရားပြောဖို့ဆိုပြီးတော့ကျွန်တော်ရဲ့အာဘယ်ခေါ်မလဲအာကျွန်တော်ရဲ့ဒီပေါ့လုံနိုင်စမ်းလေးကိုတုံးချပြီးတော့ကျွန်တော်ပြောနေခြင်းဖြစ်တယ်ပေါ့နော်အမှန်တရားကြောက်ဆုံးနေတဲ့နိုင်ငံမှာအဲ့တော့ခင်ဗျားတို့ဘသူဘသူပြမပြောရဘူးလို့ဘာလို့ဆိုလို့ရှိရင်ကိုမောင်မောင်ပြောပြတာဟုတ်နော်အဲ့တော့ အမေရဲ့ပါတယ်လေပလီရီတဲ့မြန်မာနိုင်ငံမှုလို့မှုလို့စောက်ခွင့်ပေးနေတာတဲ့မလေးရှားမှာဖျားတယ်လို့ရလာမေးပေးပါအေးပေါ့မလေးရှားနိုင်ငံဆိုတာလည်းတစ်ချိန်ကဗုဒ္ဓဘာသာနိုင်ငံပါပဲအဲ့တော့မနေ့ကလည်းကျွန်တော်ပြောခဲ့ပါတယ်အစ္စလာမ်ဘာသာဝင်တွေဒါအများစုစုလာပြီးပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာတွေအများစုစုလာဖြစ်ဖြစ်လူ တိုင်ဝမ်တစ်ခုဟာအများစုဆူလာပြီးခဲ့ဆိုလို့ရှိရင်အဲ့ဒီတိုင်ဝမ်ဂျီတစ်ခုရဲ့အကြိုက်ကိုလိုက်ရောရပါတယ်အဲ့တော့မြန်မာနိုင်ငံမှာလည်းဗုဒ္ဓဘာသာတွေအများစုဆူနေတဲ့အရာမှာပလီဆောက်ဖို့ဗုဒ္ဓဘာသာရဲ့အနေနဲ့တော့ဖြေရောမှုရှိပါတယ်နော်အာလိုက်ရောမှုရှိကြတယ်ပေါ့ဗျာနော်ဒါပေမဲ့အစ္စလာမ်ဘာသာဝင်အတိုင်းဝိုင်းကြတော့နည်းနည်းလေးသူတို့ကဘယ်လိုခေါ်မလဲကျွန်တော်တို့စီကံကြီးရတယ်ရှိတယ်စီကံကြီးရတဲ့အတွက်ကြောင့်မလို့သူတို့စီမှာဘလီဆောက်ခွင့်ဆိုတာတော်တော်ခက်ခဲပါတယ် တော်တော်ကြီးကိုပွင့်လင်းမြင်သာပြီးတော့တော်တော်ကြီးကိုပေါ့နော်ခင်မီတဲ့အစ္စလာမ်နိုင်ငံတွေမှာသာလင်တခြားဘာသာတွေပေါ့နော်အားပေးတာတွေအဲခွင့်ရေးပေးတာတွေတွေ့ရပါတယ်နော်အဲ့လိုမျိုးပြောရမှာပါဟွန်းဟွန်း